အားလုံးမင်္ဂလာပါညကိုရိုနေကောင်းကြမှာချမ်းသာကြပါသေးကျွန်တော်ရဲ့ YouTube channel လေးဖြစ်တဲ့ MM Football Betting Tech ကနေညကိုရိုအားလုံးကိုကြိုဆိုပါရစေ FIFA Club World Cup Group C က Boca Juniors, Benfica, Chelsea, Los Angeles, Flamengo နဲ့ Esperance ပေါ့နော်ဒီအသင်းတွေရဲ့ပွဲစဉ်တွေကိုပွဲချုပ်တုံးသပ်ပေးပါမယ် Boca Juniors နဲ့ Benfica တို့ပွဲစဉ်ကတော့ Group C ကဓမ္မနဲ့9နိုင်ကာမဆိုတော့မြန်မာစံတော်ချိန်6နိုင်ခွဲပေါ့ဗျာ ီပွဲစဉ်မှာတော့ဘန်ဘီကာသင်းကတလုံး60နိုင်နဲ့ဂိုးပေါင်းကြီးနှလုံး90ပေးထားတာတွေ့ရတယ်ပေါ့နော်။ဘူကာဂျူနီယာဆိုတော့ဒါအာဂျင်တီးနားတကယ့်ဂုံရှင်ဝါကြီးတဲ့အသင်းတစ်နဲ့ဖြစ်တယ်ပေါ့နော်။ဒါပရိတာအင်အားဒါပေါ်တော့ကျွန်တော်ဒါဂုံအရှိန်ဝါရီဒါတော်တော်လေးကြီးကြပ်ခံရတဲ့အတင်းဖြစ်တယ်ပေါ့နော်။ဒီယာစီမှာတော့ဘူကာဂျူနီယာအတင်းကခြေသွမ်းမိုင်းကျနေတာလည်းတွေ့ရတယ်လို့သူတို့ရဲ့တိုက်ဆက်မှုဒါစင်ကဘာနီယာလည်းဒဏ်ရာရထားတာတွေ့ရတယ်ပေါ့နော်။ ဘမ်ဘီကာဘက်မှာကြီးလိုက်မှာဆိုရင်လည်းဘမ်ဘီကာဆိုတာကဒါကျွန်တော်တို့ချန်ပီယံလိအတွေ့အကြုံပေါ်တူဂီကလပ်မှာဆိုရင်လည်းကျွန်တော်အဆင့်နဲ့နဲ့ရတိခဲ့တာပေါ့နော်ဒါလူငယ်တွေနဲ့ဝိုင်းရင်သပိုင်းရင်ကစားသမားတွေနဲ့ဒါကျွန်တော်ရောထားတဲ့အတင်းတင်းလေးဖြစ်တာပေါ့နော်အင်ဂျယ်ဒီမာရီယာတို့အန်တိုနီယိုဆီလ်ဗာတို့ဒါနောက်တမ်းမှလည်းဆိုဒီကစားသမားတွေလည်းတော်တော်လေးကောင်းတာတွေ့ရတယ်ပေါ့နော် ဒီနှစ်သိန်းလုံးကတော့ဘာမှဟက်တူဟက်တည်းလည်းမရှိဘူးပေါ့နော်တဘူကာဂျူနီယာအသိန်းကိုရက်လက်ရှိကာရာဖောင်ကကျွန်တော်ပြောခဲ့ပြီးပြီသူဆော့ထားတဲ့၅ဘွဲကိုကြည့်လိုက်ဆိုတော့၅ပွဲနိုင်တဲ့ဘွဲသေးရင်၅ပွဲရှုံထားတယ်ပေါ့နော်တပန်ဘီကအသိန်းကတော့ဒါခြေစမ်းပွဲတွေပါလည်းမဆော့ထားဘူးဒါပေါ်တူဂီကပ်ပေါ့နော်ကပ်ဂိမ်းမှာကျွန်တော်ဘန်ဘီကအသိန်းက Sporting CB အသိန်းကို3-1နဲ့ရှုံးခဲ့တဲ့ဘွဲကဒါနောက်ဆုံးဘွဲတဲ့ဘွဲပဲရှိတယ်ပေါ့နော်ဒီဘွဲစမှာနိုင်ကြရအောင်ပေးထားတာတော့ဘန်ဘီက40ရာခိုင်နှုန်းလို့ပေးထားတာတော့တွေ့ရတယ် once to ox ကိုကြည့်မယ်ဆိုရင်ဘူဂတ်ဂျူနီယာအနိုင်ကို9ဆတရေကို၄ဆနဲ့ဘမ်ဘီကအနိုင်ကိုပြား90ပေးထားတယ်ပေါ့နော်ဒီပွဲမှာတော့ကျွန်တော် over 2.5ကိုစိုက်ပါတယ်ဘူပေါင်း3လုံးထိစိုက်ပါတယ်ပြီးလို့ရှိရင် body မှာတော့ကျွန်တော်ဘမ်ဘီကအသင်းမဲ့စိုက်တယ်ဒီပွဲကတော့ဒါ Chelsea ရဲ့တင်းနဲ့ Los Angeles တို့ပွဲစဉ်ဖြစ်တဲ့ Chelsea ကနှလုံး၈၀တန်းနဲ့၉ပေါင်းကြီးတောင်းလုံး၂၀ရှုံး Chelsea ဆိုတာတော့ဗျာဒါလူငယ်တွေအများပြားနဲ့ဖွဲ့စည်းထားတဲ့အသင်းတစ်သင်းဖြစ်တယ်ပေါ့နော်ဘယ်သူ့ကိုပွဲထွက်ခွင့်ပေးလို့ပေးရမှန်းတော့မသိအောင်အဲ့လိုလေးလူငယ်တွေအများပြားရှိရပေါ့နော်ဒီရသည်ကျွန်တော် Conference League Champion လည်းဖြစ်ထားတာတွေ့ရတယ်ပေါ့နော်ဖြစ်နိုင်ခြေ line ကတော့ dilaf pro colpama ပေါ့နော် neto madu ke cassetto fernandez ဒီကစားသမားတွေ ဒါအမှန်ကန်ဆော့မယ်ပေါ့နော်အမေရိကန်မှာဆော့မယ်ဆိုတော့လေဘောဘက်ကလော့စ်အန်ဂျလီကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါစပါးရဂိုဒမဟောင်းလော်ရီစ်တို့ဒါတိုက်ဆက်မှာဆိုရင်အိုလီဗာဂျီရူးတို့ကလည်းရှိမယ်လို့ထင်တယ်ကျွန်တော်အရန်ကုန်မှာပေါ့နော်ဒါပုံနဲ့တိတ်မရင်းနေတဲ့ကစားသမားတွေကများတယ် market value ကိုကြီးလိုက်မယ်ဆိုရင်တော့ဒီနှစ်သိန်းအရန်กว่าတယ်ချဲစီက960နဲ့တက်တန်းပေါ့နော်လော့စ်အန်ဂျလီက90နဲ့ လေးတမ်းပဲရှိတယ်ပေါ့နော်ခြင်တွေကမိုးနဲ့မြင်နဲ့ကွာတာပေါ့အချိလိုက်မဆိုရင်ချက်စီအတင်းကတော့ဒါဂျာယာတွေပါမှာဆိုရင်လည်းသူတို့ကဗာခြေစမ်းပွဲတွေလည်းဆော့ထားတာမတွေ့ရဘူးပေါ့နော်လော့စ်အန်ဂျီလီပွဲအတင်းကတော့ဒါသူတို့ကဒါအမေရိကန်မေဂျာလိပွဲလည်းသူတို့ကန်ဆန်လုပ်ထားတာပေါ့နော်ပို့စ်ပွန်လုပ်ထားတာတွေ့ရတယ်တိုရန်တိုနဲ့ပွဲစဉ်ပေါ့နော်ဒီနေ့တင်းကလည်းဟက်တူဟက်တွေပါလည်းမရှိဘူးပေါ့ဗျာ ဝမ်းစတိုအော့စ်ကိုချိလိုက်မယ်ဆိုလို့ရှိရင်တော့ဒါ Chelsea အနိုင်ကို29ပြားပေါ့နော်တရီကို6ဆနဲ့ Los Angeles အနိုင်ကို10ဆပေးထားတာတော့တွေ့ရတယ်ဒီပွဲစဉ်မှာကျွန်တော်ဂူပေါင်းအပေါ်ကြိုက်ပါတယ်ဂူပေါင်းအပေါ်နဲ့ body မှာတော့ Chelsea ပဲယူရမှာပဲနှလုံး80ပဲဖြစ်ဖြစ်ပါဖြစ်ဖြစ် Chelsea နဲ့ Los Angeles ကမုန်းနှံ့မြေကွာတယ်ကစားသမားအင်အားလူရန်အပေါ်လုံးပေါ့နော်ဘဝဝဲတဲ့ဘဝရောဖလာမင်ဂိုနဲ့အက်စပရန့်ဆိုဘဝဝဲတဲ့ဖလာမင်ဂိုကတင်းတလုံး80ရှုံး ိုးပေါင်းကြီးတောင်းတော့60နိုင်ဆိုမှပေးထားတယ်ဗောနော်ဒါဘရာဇီးကလကအတင်းနဲ့စပွန်ဆိုတာတော့ကျွန်တော်ဒါတူနီရှားဗောနော်ကလအတင်းဖြစ်တယ်ဒီနေ့တည်း market value ကိုကြည့်မယ်ဆိုရင်ဖလာမင်ဂိုက104တန်းစပွန်က9တန်းပဲရှိရလဲတွေ့ရတယ်ဗောနော်ဒီနဲ့တင်ရလဲဟာတူဟက်တွေပါလဲမရှိဘူးဒါဖလာမင်ဂိုအတင်းကိုကြည့်လိုက်မှာဆိုရင်လဲ တော့ဘရာဇီးကလပ်မှာဆိုသူတို့လည်းအဆင့်အန်တစ်ခုမှာသူတို့ယက်တီနေတဲ့အသင်းတင်းပေါ့နော်ဒါပြောမှဆိုလို့ရှိရင်အဆင့်တက်မှာယက်တီနေတဲ့အသင်းဟုတ်တယ်ဗျာဒါဘရာဇီးကလပ်မှာဆို7ဘွဲဆော့တိုင်းမှာရကို24ကိုပေးကို4ကိုတည်းရှိတဲ့အသင်းနဲ့ဖြစ်တယ်ပေါ့နော်ဒါစပရန့်အသင်းကဂိုးသွင်းဖို့တောင်လွယ်တာမလွယ်ကူလောက်ဘူးလို့ထင်တယ်ပေါ့နော်ဒါတူရင်းရှာကလပ်ကတော့သူရဲ့လစ်မှာတော့တော်တော်လေးကောင်းပါတယ်ပေးကိုတွေပါတော့ပေးဘယ်လိုပြောမလဲပေးကိုတော့မရှိဘူးပေါ့နော်ချုပ်ပွဲတယ်ဆိုတော့တော်တော်လေးခံစစ်ကောင်းတာလည်းတွေ့ရတယ် တွေ့ရတာပေါ့နော်ဒါပေမဲ့ဒီနှစ်သင်းရဲ့အခြေအနေကမိုးနဲ့မြေတော့ကွာတယ်ဆိုမှလည်းဒါကျွန်တော်အင်တာမိုင်ယာမီနဲ့ပွဲလိုမျိုးဖြစ်မလားဆိုတော့နည်းနည်းသတိထားမှာပေါ့နော်ဘာလို့လဲဆိုတော့အာဖရိကအသင်းဖြစ်တဲ့အတွက်ကျွန်တော်တခြားတော့သတိထားမှာပေါ့နော် Vance to Osco ကြီးလိုက်မှာဆိုလို့ရှင် Flamengo အသင်းအနံကိုပြား30တရီကို9ဆခွဲဒါက best run အနံကို9ဆပြထားပါတယ်ဒီပွဲမှာကျွန်တော် over 2.5ကိုကြိုက်တယ် botting to score no ကြိုက်ပါတယ် botting to score no ဖလာမင်ဂိုဘော်ဒီနဲ့ကိုပေါင်းအပေါ်ကြိုက်ပါတယ်ရွေးရတယ်များနေပြီဒီပွဲစဉ်မှာကျွန်တော်ကိုပေါင်းအပေါ်ကြိုက်ပါတယ် over 2.5 goal ပေါ့နော်အဓိကဒါကိုကြိုက်ပါတယ်ဘမ်ပီကဂိုးပေါ်ချဲစီဂိုးပေါ်ဖလာမင်ဂိုနဲ့ဂိုးပေါ်ပေါ့နော်ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်လေးညကိုတော့အားလုံးဘောလုံးမှာပေါင်းချပါစေကြားမှာချမ်းသာကြပါစေဗျာဒီနေ့မှာတော့တိုးတိုးတောက်တောက်လေးပဲပြောပြလိုက်ပါတယ်ချွန်ညကိုလည်းအရှိအပြောင်းရင်မကြိုက်လို့ပေါ့ like subscribe comment လေးလည်းပေးကြပါအောင်ဗျာ